ဂွာကြီးကိုထုတ်လိုက်ထုတ်လိုက်လို့ပြောနေတဲ့ကောင်တွေကွာမင်းတို့ဂွာကြီးလှုပ်ပေးထားရတယ်မေ့နေပြီလားဟလားဒီယာရီမှာရလက်တွေဆိုးရွားနေရလေးတခုတည်းနဲ့မင်းတို့ကောင်တွေကဂွာကြီးကိုထုတ်လိုက်ထုတ်လိုက်နဲ့ပြောနေရတကယ်တော့မင်းတို့ဂွာကြီးလှုပ်ပေးထားတာကိုမေ့နေလို့ဒီစကားပြောတာပြီးရင်ဒီယာရီမှာလည်းဂွာကြီးကချင်းနေအရင်ဆိုးနေတွေကမဟုတ်ဘူးပုံမှန်အောင်မြင်မှုတွေရနေလို့ဒါအခုလက်ရှိအနေထားဆိုးရလို့ထင်ရတကယ်တမ်းပြောရင်မဆိုးသေးဘူးအစင်လေးကိုမျောလင်းမျောလင်းချက်မျောမှန်းလို့ရသေးရဲ့ကွာပြီးလို့ရှိရင်အဖေကပ်ပါရနေသေးတယ် အဖေကပ်ပါရနိုင်တဲ့အနေအထားရှိနေတယ်ကွာအဲ့လိုအနေအထားမှာဂွားကြီးရှိလို့ဖြစ်နေတာအဲ့တော့ဂွားကြီးလောက်ထားတဲ့အောင်မြင်မှုတွေကိုမင်းတို့ဂွားကြီးကိုထုတ်လိုက်လို့ပြောနေကောင်းနေမယ်မိအောင်နည်းနည်းလေးငါ remind ပြန်လုပ်ပေးမယ်ကွာငါထုတ်လိုက်လို့ပြောတာကစိတ်တူတဲ့အချိန်ကွာဒီလပွဲပေးပြီးချင်းအဲ့အချိန်လောက်ပဲတကယ်တမ်းပြန်စဉ်းစားကြည့်လိုက်ရင်ဂွားကြီးကိုလုံးဝထုတ်လို့မရဘူးဂွားကြီးလုတ်ပေးထားတာတွေကမန်စတီးမှာတခြားနည်းပြဆိုလုံနိုင်မှာမဟုတ်ဘူးเนาะငါ remind ပြန်လုပ်ပေးမယ်နံပါတ်1ချက်ဖလားတုံးလုံးချန်ပီယံဖလားတုံးလုံးချန်ပီယံလုံဒီရတာတာကဒါမန်ယူရဲ့မန်စတီးရဲ့ဒါအပဲရှိတာ မယ်ယူရတာကဟိုး1999ခုနှစ်တုန်းကဒီ20ရာစုနှစ်မှာဘယ်နည်းပြမှမလုံနိုင်ဘူးเนาะဘယ်နည်းပြမှမလုံနိုင်ဘူး Guardiola တယောက်ပဲဒီ Flaton လုံးအောင်မြင်မှုကိုရတာเนาะဒီ Premier League မှာတခြားနည်းပြဆိုဒီ Flaton လုံးအောင်မြင်မှုရမှာမဟုတ်ဘူးကွာ Champion League ရဲ့ FA Cup ရဲ့ Premier League ရဲ့ကွာတပြိုင်တည်းရအောင် လုံနိုင်တဲ့နည်းပြ Guardiola တယောက်ပဲရှိတယ်အေးဒါရင်မဲလားဆိုမဟုတ်သေးဘူး Man City ကို Luyo Deschio တဖြစ်အောင်လှုပ်လာတာပြောကွာဒီ Arsenal ဆိုလို့ရှင် Shui Phla ဆိုပြီးတော့သူတို့ တပြားပြားထုတ်ပြလို့ရတယ်။ငါတို့မန်စီးမှာပရီးမီးယားလိနဲ့ပတ်သက်ပြီးတော့ဘာမှပြစရာမရှိဘူး။အေးဒါပေမဲ့ကွာရီယိုလာရောက်လာတော့ပြစရာရှိသွားတယ်။ပါလေတိလား။ရမတရာနဲ့ချန်ပီယံဖြစ်တာကွာ။ပရီးမီးယားလိတမိုင်းတစ်ချောင်းမှာဘယ်အတင်းမှရမတရာရောက်အောင်မစွမ်းဆောင်နိုင်ဘူးကွာ။ဘယ်နည်းပြမှလည်းရောက်အောင်မလုပ်နိုင်ခဲ့ဘူးကွာ။ကွာရီယိုလာကြောင့်လည်းရောက်အောင်လုပ်နိုင်ခဲ့တာ။ရမတရာကွာစဉ်းစားကြည့်။တပွဲကံမှာ၃မှတ် တရေကြရင်တမတ်ရှုံးရင်ဟိုတမတ်မှမရတဲ့အနေအထားတစ်ခုမှရမတ်တရရဖို့ဆိုတာမစဉ်းစားကြည့်လိုက်ဘလို့မှမဖြစ်နိုင်ဘူးမဖြစ်နိုင်လို့လည်းဘဒူးမှမလုံနိုင်နေဘူးဂွာရီယိုလာရှိနေလို့လည်းလုံနိုင်တာเนาะအဲ့တော့ဖလားတွန်းလုံးအောင်မြင်မှုရဲ့ရမတ်တရရဲ့ဂွာရီယိုလာရှိလို့ရတာပြီးရင်လေးနစ်ဆက်ချန်ပီယံပရီးမီးယားလိမှာဖာဂူဆန်တော့မလုံနိုင်ခဲ့တဲ့ဟာကိုเนาะဂွာရီယိုလာ လုတ်ပြထားတာเนาะပါဂူဇန်တော့ဖလား3ချိန်စက်တိုက်ပဲရဘူးလေပရီးမီးယားလိမှာ4ချိန်စက်တိုက်ကိုလုံးဝမရဘူး ဒါဂွာရီယူလာတယောက်ပဲလုံနိုင်တာလေးချိန်စတိုက်စဉ်းစားကြည့်ကွာတစ်ချိန်ရောက်ဖို့တောင်တလောက်ခဲရင်နေရကွာနှစ်ချိန်ရရင်ပူဆိုးရပါပြီသုံးချိန်ဆိုရင်ပူဆိုးတာ3ချိန်တော့ဖာကူဆန်မဲလုတ်ပြနိုင်တာဟောဂွာရီယူလာ3ချိန်တော့မဟုတ်4ချိန်စတိုက်ပါယူပြနိုင်ခဲ့တာကွာစဉ်းစားကြည့်နော်ဂွာရီယူလာကြောက်နေမှဟောငါတို့မန်စီးတင်းဒီလိုနေထားမျိုးမှာရက်တည်နိုင်မှာမဟုတ်ဘူးဒီလိုရယူခဲ့တဲ့အောင်မြင်မှုတွေလည်းရယူနိုင်မှာမဟုတ်ဘူးပြီးလို့ရှိရင်ဒီပြည်ရင်းဖလားအားလုံးကိုတပြိုင်တည်းတင်းတာကွာပရီးမီးယားလိဂ်အဖေကပ်ပြီးရင်ဒီအချိုကြီးဖလား အဲ့ဒါယူတပြိုင်နဲ့ယူတာဂွာဒီယိုလာမလို့ယူနိုင်တာနော်ဂွာဒီယိုလာထုတ်လိုက်ရင်မန်စတီဘောကဘယ်အခြေအနေရောက်သွားမလဲစဉ်းစားကြည့်လိုက်ဝေးပြေးမကြည့်နဲ့ကွာအခုမန်ယူလက်ရှိအနေထားပြီးရင်ဒီအာဆင်နယ်လီဗာပူးချယ်ဆီစပါမင်းကြိုက်တဲ့ဘယ်အတင်းမကြည့်ကြည့်ကွာကွာချက်ချက်ကပါလေတိလားဒီကောင်တွေလည်းငွေရှိတယ်ငွေတုံးနိုင်တယ်ကွာချက်ချက်ကပါလေတိလားဂွာဒီယိုလာပဲ ဂွာရီယိုလာကြောက်နေတာပြောရမယ်ဆိုဒီပြိုင်ပွဲကမန်စတီးတင်းအတွက်လွယ်ကူတယ်လို့ထင်နေရတာဂွာရီယိုလာဒီလိပြိုင်ပွဲမှာတော့ဆရာကြီးပဲเนาะချန်ပီယံလိမှာတော့မက်ထရစ်ကိုမရှင်နိုင်တာဒီပရီးမီးယားလိမှာတော့ဂွာရီယိုလာကိုရှင်နိုင်တဲ့နည်းပြဘယ်အတင်းမှမရှိဘူးဒါလိပြိုင်ပွဲမှာဆိုဂွာရီယိုလာဘလူကန်ရမယ်ဘလူဖလားယူရမယ်ဆိုတော့ဂွာရီယိုလာတဲ့ပူတီးရဲ့နည်းပြမရှိဘူးကွာအဲ့ဒါကြောင့်မို့မလဲသူရဲ့ဒီ၈နှစ်အတွင်းမှာ၆ကြိမ်တောင်ပရီးမီးယားလိရယူခဲ့တာကွာစဉ်းစားကြည့်ဘယ်နည်းပြလုံနိုင်မှာလဲ ဒါအပြင်ဒီနီးစနစ်ပိုင်းဆိုင်ရာကြီးစဉ်းစားကြည့်ဦးမလားဂျွန်စတုန်းလို့ဒီနောက်တန်းမှာဆော့နေကောင်ကွင်းလက်တက်ဆော့ခိုင်းတာပြီးလို့ရှိရင်ဒီနောက်တန်းပြန်ဆင်းခိုင်းပြောမစို့ဒီပွဲချိန်အတွင်းမှာပဲဟိုဒီဂျွန်စတုန်းလို့ကောင်မျိုးကိုနှစ်နှစ်ရတပြိုင်တည်းဆော့ခိုင်းထားတာဟိုစဉ်းစားကြည့် technical data block genius ဖြစ်လေပြီးရင်ဒီနောက်ကဒီဟိုနောက်တန်းနေဘယ်နောက်ခံလူရဲ့ညာနောက်ခံလူရဲ့ပေါ့နော်အစွန်တစ်ဖက်ကကောင်တွေကိုကွင်းလက်တက်ကစားခိုင်းတာဘယ်နည်းပြအဲ့လိုလုံနိုင်လဲပြော စဉ်းစားကြည့်နော်ကစားသမားတွေပက်ခွာတွေလာအောက်မှာကစားချင်တာလည်းမပြောနဲ့အများကြီးတို့တက်သွားမှာလေအရင်တော့တစ်ချိန်တော့ဒီနောက်တန်းဆိုဘောလုံးကန်တက်ရဲဟောပြီးလို့ရှိရင်ဒီအာဘောလုံးပေးမယ်ပြီးရင်တောင်မန်တကြောတိုင်းကံဖြတ်တင်နေပြင်မလဲကံနေဒါမျိုးလောက်ပဲတီးတဲ့ကောင်တွေကဂွာလီယိုလာလက်ထက်အောင်မှာအများကြီးတီးသွားပြီကွာဘလို့ကဲမလဲကွင်းလယ်ကဘလို့ကဲမလဲကွင်းလယ်ကတိုက်စစ်ဘလို့ဆော့ရမလဲနောက်တန်းကွင်းလယ်ဘလို့ဆော့ရမလဲဒါမျိုးတွေကောင်းကောင်းတီးသွားပြီကွာ ဒါရင်မဟုတ်ဘူးကွာပက်ကွာလေးလာရောက်ရှိလာလို့ပရီးမီးယားလိရဲ့ play style တစ်ခုလုံးမှာပြောင်းသွားတာကွာတစ်ချိန်တုန်းကဂွာလူလာမရောက်ခင်တုန်းကဂိုရမားကိုပဲဥပမာအနေနဲ့ပြောလိုက်မှာကွာဂိုရမားတွေဘာလုပ်လဲဂူဖမ်းမယ်ပြီးလို့ရှိရင်ကန်ပေးမယ် ဂူရမဂူဖန်တန်ရပြီအေးဂွာလူလာ ရောက်လာပြီးနောက်ပိုင်းအတင်းတိုင်းကဂူရမကနေပြီးတော့ဂူရမဘောလုံးဖန်တက်ဂူဖန်တန်ရောလောက်ကလေးနဲ့မရတော့ဘောလုံးမှာပေးရမှရတော့မှာဘောလုံးမှာကစားရမှရတော့မှာဆိုပြီးဖြစ်သွားပြီအဲ့ဂွာလူလာအဖက်ကြောင်းပဲဂွာလူလာရောက်လာလို့ဂွာလူလာဒီလိုအောင်မြင်မှုတွေရနေလို့မဟုတ်လို့ရှင်ငါတို့ဒီလိုလိုက်မစော်ရင်ငါတို့ကြာရှုံးတော့မှာဆိုတော့ဒီအသွေးတွေကြောင်းပဲဒီနီးစနစ်ပိုင်းဆိုင်ရာပရီးမီးယားလိရဲ့ကစားပွဲကြီးကလုံးဝပြောင်းသွားတာကွာ တော့ Guardiola Man City မှာတော့မရှိလို့ရှင်လို့တော့ခွေးဖြစ်ပြီ Man City ဒါပြောလို့ပြောတာမဟုတ်ဘူးကွာမမြင်ဒီဟိုတကယ်လို့ငါပြောတာမဟုတ်ဆိုဘေးနားအတင်းနေပဲကြည်လိုက်ကွာချက်ချက်က Guardiola ကြောက်မယ်အေး Guardiola ထုတ်မယ်လို့ပြောနေကောင်းနေနည်းနည်းလေးပြန်စဉ်းစားလောက်အောင်ကွာ Guardiola မရှိရင်ဘာဖြစ်မလဲဆိုတော့เนาะအဲ့တော့ငါပြောချင်တာဒီနေ့ဒီလောက်ပဲဟုတ်ပြီလားเนาะအားလုံးကျေးဇူးတင်တယ်